ောတာပန်အနာဂံအစရှိရဲ့အရိယာ၄ပါးကြောင်းလူငယ်များနားလည်အောင်မိန့်ကြားပြီးတော်မူပါရှင်ဗျာတောတာပန်တကရာခံအနာဂံယဟန္တာလို့ပြည့်ရပုဂ္ဂိုလ်၄ဦးရှိတယ်ပေါ့နော်မှန်ပါအစင်းလေးစင်းနဲ့ပတ်သက်ပြီးတော့အမည်နာမခွဲထားတာဖြစ်တယ်။သောတာပန်ဆိုတာသောတာပန္နလို့ပါဠိစကားကနေပြီးတော့ခေါ်တဲ့စကားဖြစ်တယ်။ အသေးပင်ကဘာလို့ဆိုတာတောတာဆိုတာရှည်စည်းချောင်းကိုပြောတာဖြစ်တော့ဒီမှာတော့နိဗ္ဗာန်လမ်းကြောင်းလို့အသေးပင်ရတယ်မှန်ပါဗျာအပ္ပနာဆိုတာရောက်တာနိဗ္ဗာန်လမ်းကြောင်းနဲ့စတင်ဝင်ရောက်သူဆိုတဲ့အသေးပင်ရှိတယ်သူ့ရဲ့အသေးပင်ကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းတဲကိုစတင်ဝင်ရောက်သူအဲ့တော့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းဆိုတာဘာလို့ဆိုရင် ်သစ္စာပြောတဲ့မကသစ္စာလို့ဆိုရတဲ့မကင်ရှစ်ပါအကျင့်တရားကိုပဲခေါ်တယ်မှန်ပါဗျာအဲ့ဒီမကင်ရှစ်ပါအကျင့်တရားဆိုရဲလမ်းကြောင်းတဲကိုစတင်ဝင်ရောက်သွားတဲ့ပုဂ္ဂိုလ်အဲ့လမ်းကြောင်းတဲကိုဝင်ရောက်သွားတယ်ဆိုတာဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းချင့်စဉ်အပေါ်မှာအမှန်မြင်ရင်းနဲ့တန်တရားခင်းခြင်းဆိုတဲ့အခြေအနေနှစ်ရပ်ကိုရရှိသွားတယ် အမြင်မှန်သွားပြီဒိဋ္ဌိဆိုရင်မာရွင်းနဲ့အမြင်ကို သူဖျက်ရှားလိုက်နိုင်တော့တကယ်ကိုမှန်ကန်တဲ့အမြင်တစ်ခုရသွားပြီအဲ့ဒီလမ်းကြောင်းအပေါ်မှာတန်တရာဆိုတဲ့ဝိသိကိစ္စနဲ့ကင်းသွားတယ်ဒါကြောင့်မို့ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိဆိုတာလမ်းကြောင်းအမှန်သို့မဟုတ်သစ္စာလေးတန်းကိုမသိဘဲနဲ့မာရွင်းနေတဲ့အမြင်တစ်ခုကိုဒိဋ္ဌိလို့ခေါ်တယ်မှန်ပါဗျာနိဗ္ဗာန်ရဲ့ကြောင်းတရားတွေအပေါ်မှာ ရှုံမတန်တရားဖြစ်နေတာဝိသိကိစ္ဆာလို့ခေါ်တယ်။အမှန်ပါဗျာ။အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္ဆာရှင်းရှင်းပြောရမယ်ဆိုရင်သောတပန်ဖြစ်သွားတယ်ဆိုတာရှင်တဲ့ကအတိညာရဲ့ဆန့်ကျင်ဘက်အတိညာကိုဒီဖုံးကွယ်ထားတတ်တဲ့ကိရိတာနှစ်ခုကိုရှင်းလိုက်နိုင်သည့်အတွက်ကြောင့်သူဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရဲ့အကြောင်း အချင်းတရားပေါ်မှာလုံးဝလက်ခံသွားတဲ့ပုဂ္ဂိုလ်မြင်ရှိတဲ့ပုဂ္ဂိုလ်သောတပန်လို့ခေါ်တယ်။ဟုတ်ပါပြီ။ဒုတိယအဆင့်ပုဂ္ဂိုလ်ကြတော့တကတံခံလို့ခေါ်တယ်။တကတံခံဆိုတာပါဠိစကားအဆင့်အမှန်ကတကတာဂါမိလို့ခေါ်တယ်။အဲ့ဒီအဆင့်ရောက်သွားလို့ရှိရင်ကာမဂုဏ်အယုန်တွေနဲ့ပျော်တဲ့ရောက်ဝန်းလို့ခေါ်တယ်။ကာမဘုံကိုသူတစ်ချိန်ပဲ လာတော့မယ်တကယ်တရားဓမ္မနဲ့ပြောင်းမွေးတဲ့အဆင့်ကိုရောက်သွားမယ်တချိန်သာပြန်လာသူလို့အတိဘယ်နဲ့တက္ကရာကမိလို့ခေါ်တယ် once returner လို့အင်္ဂလိပ်လိုပြန်ညားတယ်မှန်ပါတယ်တခါပဲဒီကာမဘုံဆိုတာလူဘုံနဲ့နတ်ဘုံပေါ့နော်ကောင်းတဲ့ဘုံဆိုရင်လူဘုံနဲ့နတ်ဘုံအဲ့ဒီလူဘုံနတ်ဘုံကိုသူတခါပဲပြန်လာတော့မယ်ပြန်လာတယ်ဆိုတာလူဘုံနတ်ဘုံမှာပြန်မွေးရမယ်ဆိုရင်တခါပဲမွေးတော့မယ်နောက်ထပ်လူဘုံနတ်ဘုံဒီလို ကမ္မဂုံအာယုန်တော်ထဲမှာတွေ့တာမှုတွေအားကြီးတဲ့ဘုံမျိုးကိုသူမလာတော့ဘူးဆိုတော့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုတက္ကရကံလို့ခေါ်တယ်။မှန်ပါတယ်။အနာခံလို့ဆိုတာအနာခမီဆိုတဲ့စကားလုံးကနေရတာ။အနာခမီဆိုတာနာအာခမီမလာတော့ဘူးဆိုတဲ့အဓိပ္ပာယ်။ခုနကတည်းကပုဂ္ဂိုလ်ကတက္ကရကံကတစ်ချိန်လာတယ်အနာခံကျတော့လုံးဝမလာတော့ဘူး။သူကတရားနဲ့ပြောမွေးတဲ့ တမထကျင့်စဉ်အောင်မြင်ပြီးတော့တမထတရားဝိပဿနာတရားတွေနဲ့နေနိုင်တဲ့ပြမဘုံမှာပဲနောက်ဆုံးမှပြမဘုံတော်မှာပဲလုံးဝစင်ကြယ်တဲ့သုဒ္ဓဝါဒ၅ဘုံလို့ဆိုတဲ့သုဒ္ဓဝါဒဘုံနေမှာပဲသူကဖြစ်မယ်လူဘုံမှာလည်းအနာဂတ်အနေနဲ့ဖြစ်နိုင်တယ်ပေါ့နော်သို့တော်သူ့အနေနဲ့ဘဝမှာဒီအနာဂတ်ဘဝနဲ့သိဆုံးလို့ရှိရင်တော့သုဒ္ဓဝါဒဘုံမှာဖြစ်မယ်ပေါ့ ကာမဘုံကိုဘဝတစ်ခုအနေနဲ့ဘယ်တော့မှ ပြန်မလာတဲ့ပုဂ္ဂိုလ်ရဲ့အဆင့်ဘာကြောင့်ပြန်မလာတော့ဆိုရင်ဒီဘောမှာလောကတရားဆိုရင်ပြတ်သွားပြီလို့ပြောတာမှန်ပါဗျာကာမရာဂလို့ခေါ်တဲ့ desire for sensual pleasure ဒီကာမဂုဏ်အယုန်ဒီဘောမှာလိုချင်တတ်မဲ့တဲ့ရာဂသူ့မှာမရှိတော့ဘူးတတ်မဲ့တဲ့ရာဂမရှိသည့်အတွက်ကြောင့်မုံတီးမှုအလိုမကြမှုဆိုတာလည်းသူ့မှာမရှိတော့ ဒါကြောင့်ကာမရာဂပြပါရသူမှလုံးဝမရှိတော့သည့်အတွက်ကြောင့်ဒီကာမဘုံကိုပြန်ရောက်နိုင်တဲ့အကြောင်းတရားတွေသူကဖယ်ရှားပြီးသားဖြစ်သွားတော့ဖယ်တော့မှပြန်မလာဘူး non return ဆိုတဲ့အတိတ်ပဲနဲ့အနာဂတ်လို့ခေါ်တာနော်အဲ့ဒီအဆင့်နောက်တစ်ခုယဟန္တာဆိုတာကြတော့သူကကိလေသာအာသဝတွေလုံးဝကင်းသွားတဲ့ရှင်ထဲမှာလုံးဝရှင်းသွားပြီအတိညာဉ်ကို ကာကွယ်တဲ့ညှဉ်းနှွမ်းစေတဲ့ဆုတ်ပိတ်တတ်တဲ့ကိလေသာတွေပူလောင်စေတတ်တဲ့ကိလေသာတွေအလုံးဒုက္ခပေးတဲ့ကိလေသာတွေလုံးဝရှင်းသွားပြီအဲ့ဒီလုံးဝရှင်းသွားပြီရှင်တဲ့ကကိလေသာ လုံးဝပြောင်းစင်အောင် ရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်တော့အရဟန္တာလုံးဝပူဇော်တိုက်တဲ့လုံးဝသတ်စင်တဲ့ပုဂ္ဂိုလ်လို့ဒီအိဗယ်နဲ့ခေါ်တယ်တောတဘံဖြစ်သွားလို့ရှိရင်အပယ်လေးပုံကိုမရောက်တော့ အပယ်လေးပုံကိုသူကြော်လွားနိုင်နိုင်ပြီပေါ့တက္ကရကံတက္ကရကံဖြစ်လို့ရှိရင်ဒီအပယ်လေးပုံကြော်လွားပြီးကောင်းတဲ့ပုံတောင်တစ်ချိန်ပဲပြန်လာတော့မယ်ဆန္ဒရှိတဲ့အနေအထားမျိုးရောက်သွားတယ်အနာကံဆိုတာကြတော့ကာမဘုံနေအလုံးဒုဘုံနတ်ပြည့်6ထပ်ခုနအပယ်လေးပုံကတော့အစရတဲ့ရှင်းမိတာဖြစ်သွားပြီအဲ့ဒီကောင်းတဲ့ဘုံတွေတောင်းပါပဲ ဖရိတိဘဝတစ်ခုအနေနဲ့ပြန်မလာတော့ဘူးလို့ဆိုလိုတယ်။မှန်ပါဗျာ။ဖရာဘူးတရားနာပြန်မလာတာပြောတာမဟုတ်ဘူး။ဘဝတစ်ခုအနေနဲ့ပြန်မမွေးတော့ဘူးလို့ဆိုလိုတယ်။မှန်ပါဗျာ။အဲ့ဒါအနာကယဟန္တာပုဂ္ဂိုလ်ကြတော့ဘယ်ဘဝမှမမွေးတော့ဘူး။30ဘုံလုံးကလွတ်သွားတယ်။အဲ့ဒီလိုအရိယာဆိုတာမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်။ရှင်နေကအစိုးတရားတွေအသိဉာဏ်ကိုပိတ်ဆို့ရတဲ့ ိလေသာတွေအဲ့ဒါတွေကိုလုံးဝအဆင့်လိုက်အဆင့်လိုက်ရှင်းသွားပြီရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်တွေကိုအရိယလို့ခေါ်တာပဲဖြစ်တယ်နော်အဲ့ဒီလိုရှင်းသွားခြင်းဟာအမှန်တရားကိုသိမြင်မှုစ조사အထောက်ခြင်းနဲ့သက်ဆိုင်ဘယ်ကရှိပါအจิตလမ်းကြောင်းအတိုင်းပဲတကယ်ခြင်းကြံကြို့ကိုအထောက်တော်လို့ရှိရင်အသိဉာဏ်လေးရပြီယင်းတွေကအစိုးတရားတွေကိရိတာတွေအလုံးရှင်းသွားနိုင်ဒီအဆင့်ကိုရောက်တယ် စိတ်မှာလုံးဝအငြိကြေးကင်းသွားလို့မြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီးဘယ်တော့မှမပြောင်းလဲတော့ဘူးသူတို့ရဲ့ဘဝတွေဟာတည်ငြိမ်သွားပြီးဒီကိလေသာတွေကဘယ်တော့မှနောက်ချောင်းပြန်ပြီးတော့အလားနိုင်တော့ဘူးသူတို့ရင်ထဲမှာအဲ့လိုသာဝရဖြူစင်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအရိယာအလို့ခေါ်တယ်နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင် သောတာပန်ဖြစ်တဲ့လူသရာဂံဖြစ်တဲ့လူအနာဂံဖြစ်တဲ့လူယဟန္တာဖြစ်တဲ့လူကသူတို့ကိုသူတို့အဲ့အစ်စ်နေရောက်နေမှန်းသိနိုင်ပါလားရှင်ဗျာသိနိုင်ပါတယ်သိနိုင်တယ်ဆိုတာကျင့်ကြံပွားများအထုံမှုနဲ့ပတ်သက်တာဖြစ်သောကြောင့်ဒီသိနိုင်တယ်သို့တော့သူ့ရင်ထဲမှာကိလေသာကင်းနေတော့ဥပမာခုနှစ်နှစ်သမီးလေးသောတာပန်ဖြစ်တာ ရှိတယ်အပ္ပဒံပါဠိတော်တွေထဲမှာ၅နှစ်သားလေးယဟန္တာဖြစ်တာလို့ရှိတယ်ပေါ့နော် မှအလုံးကိုငယ်တော့သူတို့ယင်ထဲမှာဒီနာမည်တွေတတတ်သည်ဖြစ်စေမတတတ်သည်ဖြစ်စေသူတို့ယင်ထဲမှာအစိုးတရားတွေမရှိဘူးဆိုတော့သူတို့ခံစားရတယ်မှန်ပါဗျာသူဘယ်တော့မှဒေါသမထွက်ဘူးသူဘယ်တော့မှလောဘဟိုတက်မဲ့တဲ့လောဘတွေသူမှမရှိတော့ဘူးဘယ်တော့မှမုန်းတိမှုဒေါသတွေသူမှမရှိဘူးအလုံးဟာဘဝအကြောင်းနဲ့စဉ်းစားလိုက်ရင်ဓမ္မအကြောင်းနဲ့ပတ်သက်လာရင် သူ့ရင်ထဲမှာရှင်းနေလို့တွေ့ဝေးနေတာတွေမရှိတော့ဘူးဆိုတော့သူ့စိတ်အနေထားကိုတော့သူသိတယ်။မှန်ပါဗျာ။တေချာသိနိုင်တယ်ပေါ့နော်။မှန်ပါဗျာ။သိနိုင်တဲ့အခါသူအစစ်သတ်မှတ်တဲ့အခါမှာဒီဥပဒကတွေကမြတ်စွာဘုရားလက်ထက်ကသူတို့ပဲဆင့်ဆိုတာမျိုးသူတို့ကိုယ်တိုင်ပြောကြတယ်။သူတို့မှာကာမဘုံကို ပြန်လာဖို့တန်ရောစင်ဆိုတဲ့နောက်ရိုးတွေသူတို့မှာမရှိတော့ဘူးလို့ပြန်ပြောလို့ရှိကြတယ်။ တမကောအာယုန်ဒီပေါ်မှာလိုချင်တတ်မဲ့တဲ့တဏှာဆန္ဒတွေလိုရာကို မရလို့အလိုမကျဒေါသဖြစ်တာတွေဒါတွေသူတို့မှမရှိတော့သည့်အတွက်ကြောင့်ကမ္မဘုံနဲ့ပတ်သက်တဲ့တန်ရုံစင်တွေသူတို့မှကုန်းနေတယ်ဆိုတာခုမှတန်ရုံစင်ရှိတယ်မရှိဘူးတတမှုရှိတယ်မရှိဘူးဆိုတာကိုယ့်အကူသိတယ်ပေါ့နော်အဲ့လိုသိသွားသည့်အတွက်ကြောင့်သူတို့ရဲ့အခြေအနေအစင်ကိုသူကသူသိနိုင်တယ်လို့ပဲပြောမှာမှန်ပါ